ဘာသာအမွေကျွန်းလင်းနိုင်ပါစေအင်္ဂုတ်ထောပါဠိတော်ဒုက္ကနိပတ်တမစိတ်တဝက်မှာမြတ်စွာဘုရားကယဟန်တော်တွေကို ဟောထားတာရှိတယ်။ချက်သားတို့တဲ့ဟောဒီလောကမှာနှစ်ဦးသော ပုဂ္ဂိုလ်တို့ရဲ့ခြေစူးတရားကို လွယ်လွယ်ကူကူဆက်လို့မရနိုင်ဘူးတဲ့ အဲ့ဒီနှစ်ဦးသောပုဂ္ဂိုလ်ဆိုတာကမိခင် ဖခင်ခြေသူရှင်တို့ကိုပြောတာတဲ့အဲ့ဒီမိခင်ဖခင်ခြေသူရှင်တို့ကိုခြေသူတရားတွေကိုသိမြင်လာတယ်လို့သာသမီဖြစ်တဲ့ပုဂ္ဂိုလ်ကအဖေကိုပခုံးတစ်ဖက်မှာတင်းအမေကိုပခုံးတစ်ဖက်မှာတင်းအဲ့ဒါအသက်တရားရှိတယ်ဆိုရင်အဲ့ဒီအသက်တရားကလပ်ပလုံးဒီအဖေအမေကိုပခုံးထက်မှာပဲ ရေချိုးခြင်းနဲ့ဆိုရင်ချွန်ပေးမယ်ကျင်ကြီးခြင်းနဲ့ဆွန့်ခြင်းနဲ့ဆိုရင်လည်းအဲ့ဒီပခုံးထက်မှာပဲဆွန့်စီပေါ့အဲ့ဒါခြေစုပ်လက်နဲ့ပြုတ်ရေဘူးရေအေးပေးပြီးတော့အဝိအစအစုံစွာနဲ့ပြုစုလှုပ်ကျွေးတော်လည်းပဲဒါကျေးဇူးတရားကို အချီးအလဲဆက်ပြီးပြီလို့ပြောလို့မရဘူးတဲ့ပြီးခင်ဖခင်တို့ရဲ့ကျေးဇူးတရားတွေကများလွန်းလို့အဲ့ဒီမှာမြတ်စွာဘုရားကဘယ်လောက်ထိပြောထားလဲဆိုတော့ ဟောဒီမြေအပြင်ကြီးတစ်ခုလုံးကိုအစိုးရတဲ့ရှင်ဘရင်အဖြစ်ကိုရအောင် လုပ်ပေးမယ်ဆိုရင်တောင်မှမိဘကျေးဇူးကိုဆက်ရမရောက်သေးဘူးတဲ့မိဘရဲ့ကျေးဇူးတရားဆိုတာအဲ့လောက်ကြီးတယ်ပေါ့နော်ဒါကြောင့်ဦးဇင်းတို့မဂ္ဂဒေဝလင်္ကာရေးသားတော်မူတဲ့မန္တလေးဆိုတော်ဘုရားကြီးကဘာကိုလျာမိမလဲဝဲအမြဲဆောင်ရပခုံးထက်တွင် တင်လျက်လုံကျွေးမပြတ်မွေးလေကျေးဇူးကုန်ဆိုင်မကုံနိုင်ဘူးလို့မိဘတို့ရဲ့ခုံကျေးဇူးကိုအဲ့ဒါလို့တူတူတုတ်တုတ်မှတ်တမ်းတင်ထားတယ်ဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားကပြောလို့ရင်းကမိဘတို့ရဲ့သားသမီးရဲ့အပေါ်မှာတင်ရှိနေတဲ့ကျေးဇူးတရားမေတ္တာတရားတွေဟာကြီးမားလွန်းလို့ဆက်လို့မကုံနိုင်ဘူးဒီနေရာမှာကျေးဇူးတရားကိုဆက်ရရအောင်အကောင်းဆုံးကျေးဇူးဆက်တဲ့နည်းကိုလည်းပဲအဲ့ဒီတုတ်တန်ထဲမှာပဲထည့်ပြီးတော့ဟောထားတယ် အဲ့တော့နောက်ပိုင်းကျတော့ဦးဇင်းတို့ယေရှုကိုဘယ်လိုဆက်ကြမလဲဆိုတဲ့အပိုင်းမှာအဲ့ဒါလေးကိုထည့်ပြောမယ်။ဟုတ်ရဲ့လား။အခုလုံးလုံးစီတော့မြတ်စွာဘုရားကမိဘတို့ရဲ့ဂုံယေရှုတတ္တမတတ္တဝါတွေရဲ့ပုံမှာကြီးမားတယ်။သာသမိတွေရဲ့ပုံမှာကြီးမားတယ်ဆိုတာကိုပဲပြောမယ်။ဟုတ်ရဲ့လား။ဘာဖြစ်လို့ယေရှုတရားတွေကကြီးသလဲဆိုတော့ဦးဇင်းတို့မိဘဆိုတာသာသမိတွေရဲ့အပေါ်မှာအပါတကာတဲ့။ အသက်ကိုစောင့်ရှောက်တယ်တကယ်လို့သာမိဘတွေကကိုယ့်ကိုငငယ်လေးတွေကစပြစ်ထားမယ်ဆိုရင်ဒကာသမားတို့ဦးဇင်းတို့အခုလိုအသက်ရှင်သန်နေတဲ့အဖြစ်ကိုမရနိုင်ဘူးတကယ်တမ်းကကိုယ့်ရဲ့အသက်ဟာဘယ်သူပေးတာလဲလို့မေးရင်အမေအဖေကပေးတာအမေဖေကပေးတာဒါကြောင့်ဦးဇင်းရွာမနေတုန်းကဘုံကြီးတစ်ပါးကဦးဇင်းကို အမိန်ရှိတယ်ကြိုက်လွန်းလို့အဲ့ဒီစကားလေးကိုမှတ်မိနေတယ်။ဘာပြောလဲဆိုတော့ ငါတက်သမျှငါပိုင်သမျှအလုံးဟာအမိဟာတွေကြီးပဲတဲ့သူကအဲ့လိုပြောတာသူပိုင်သမျှအလုံးဟာဗါတဲ့တုံးအမိဟာကြီးပဲတဲ့အဖေတွေလည်းအားမငယ်နဲ့နော်မိဘတွေအကုန်လုံးပန်သွားတာပါဟုတ်ရဲ့လားပြောနေကြဆိုတော့မိခင်ဖခင်ဆိုတော့မိခင်ကရှေ့ကနေတာကိုတကယ်လည်းပဲကျမ်းဂန်ဒေသနာအထောက်အထားရလက်တွေ့ယုတ်တိအရာဖခင်မြတ်တာနဲ့မိခင်မြတ်တာဆိုတာမိခင်မြတ်တာကကြီးပါတယ်ဟုတ်ရဲ့လားအေးအဲ့ဒါလို့ မိဘတွေဟာသာသမီတွေကိုအပါရကအသက်ကိုစောင့်ရှောက်ခဲ့တယ်။ပောတကပြုစုလှုပ်ကြွေးခဲ့တယ်။နော်အစာရည်သာနဲ့ကြွေးခဲ့တယ်။ဒါပေးသက်ပေါ်တော်တို့ငငယ်တုန်းကအဖြစ်ကလေးတွေကိုတစ်ချက်လောက်ပြန်ငဲ့စောင့်ပြီးတော့ကြီးတဲ့တယ်လို့ထင်တယ်။နော်လာကားလေးနှစ်သားကလေးမစင်ချင်းကြီးကစအလုံးကိုကျွေးမွေးတုတ်တင်ပြီးတော့မိဘတို့ရဲ့မိမိအပေါ်မှာ ပြုခဲ့တဲ့ကျေးဇူးတရားတရက်မဟုတ်ဘူးတလမဟုတ်ဘူး ဟုတ်ရလားအေးပြီးတော့မြတ်စွာဘုရားကဓာတ်တတော်တဲ့ဟောဒီလောကကြီးကိုမိဘတွေကကိုယ့်ကိုပြခဲ့တာတဲ့ဒီစကားလေးကိုဦးဇင်းကတော်တော်ကြိုက်တယ်လောကကြီးအကြောင်းကိုဒကာကြီးတို့ဒကမာကြီးတို့ဦးဇင်းတို့သိရတာမြင်ရတာအခြေခံဘယ်သူကစပြခဲ့တာလဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာကို ထောက်ပြီးတော့ကြည်လိုက်ဘယ်သူကစပြတာလဲမိဘတွေကစပြီးတော့ပြတာဒါအကောင်ဒါအဆို နော်ဒါကတော့ကောင်းတယ်ဒါကတော့ဆိုးတယ်ဒါကတော့ယုံညံ့တယ်ဒါကတော့မြင့်မြတ်တယ်အစရှိသဖြင့်လောကကြီးရဲ့အကြောင်းကိုသိအောင်မြင်အောင်မိဘတွေကသာသမီတွေကိုပြခဲ့တာဒါကြောင့်မြတ်စွာဘုရားကမိဘတို့ရဲ့ကျေးဇူးတရားဆိုတာများလွန်းလို့ဦးဇင်းတို့ဣတိယုပါဠိတော်မှာသဗ္ဗမကတုတ်တံဆိုတာရှိတယ်နော်အဲ့ဒီသဗ္ဗမကတုတ်တံမှာမြတ်စွာဘုရားကဘယ်လောက်ထိဟောထားတုံးဆိုတော့စစ်သားတို့တဲ့ မိဘတွေကိုပြုစုလုပ်ကြွေးပြီးတော့မိဘတွေနဲ့တအိမ်ထဲနေမိဘတွေကိုပူဇော်ပြီးတော့မိဘတွေကိုအမျက်တိုးမျက်မျက်နိုးနိုးနဲ့အဲ့လိုပြုစုလုပ်ကြွေးနေတဲ့ပုံကိုယ်တွေဟာတန့်ပြမကဗြမာတွေနဲ့အတူတူနေရတဲ့လူဟာတဲ့ဟောလူတွေကဗြမာဆိုလို့ရှိရင်အထင်ကြီးတဲ့သဘောလည်းရှိတာအခုတကယ်လည်းအထင်ကြီးတယ်ဟာရှိပါတယ်သူတို့ကမြင့်မြတ်တဲ့မျိုးစားဟုတ်ရလားဇန်ချမ်းသာနဲ့နေတယ်ကိလေသာမနေဘူးလားနေတယ် အဲ့ဒါမိမတွေနဲ့အတူနေတဲ့ပုဂ္ဂိုလ်ဟာတပ္ပမကာနိမြမာတွေနဲ့အတူတူနေရတဲ့ပုဂ္ဂိုလ်တဲ့တပ္ပုတ်တပ္ပဝဒေဝတာနိရှေးဥနတ်တွေနဲ့အတူတူနေရတဲ့ပုဂ္ဂိုလ်တဲ့မိဘနဲ့အတူတူနေတဲ့ပြုစုလုပ်ကျွေးနေတဲ့ပုဂ္ဂိုလ်ဟာဟုတ်ရလားပြီးတော့တပ္ပဝစရိယကာနိတဲ့လက်ဦးဆရာတွေနဲ့အတူတူနေရတဲ့လူတဲ့နော်နောက်ဆုံးပြောထားတာတွေကပို့လို့တောင်စိတ်ဝင်စားကြအောင်ကောင်းတယ် တာဟုနေရကာနေရအလှခံယူတိုက်တယ်ဆိုတဲ့ပုံကိုယ်တွေနဲ့အတူတူနေရတဲ့ပုံကိုယ်တဲ့လေးမျိုးပြောတယ်မိဘနဲ့အတူတူနေရတာဟာမြမာနဲ့အတူတူနေရတာဆိုလိုတာကမိဘဆိုတာမြမာပဲတဲ့မြမာဆိုတာမြင့်မြတ်တော်လို့အဓိပ္ပာယ်ရတယ်ဘာလို့မြမာတွေကိုမြင့်မြတ်တယ်လို့ပြောတာလဲ မေတ္တာကရုဏာမုရိတာဥပေက္ခာဆိုတဲ့မြင့်မြတ်တဲ့တရား၄ပါးနဲ့နေလို့ပြမကို မြင့်မြတ်တယ်လို့ဆိုတယ်အဲ့တော့မိမတွေကလည်းပဲတဘာသောတတ္တဝါတွေရဲ့အပေါ်မှာသာလျှင်မေတ္တာကရုဏာမုရိတာဥပေက္ခာမထားနိုင်ရင်ရှိရမယ်သာသမီတွေအပေါ်မှာတော့မိမတွေဟာပြမဝိဟာရတရားနဲ့အညီ မနေနိုင်ဘူးလားနေနိုင်တာပေါ့မေတ္တာလည်းထားနိုင်နေ ကရုဏာလေးထားနိုင်နေမုရိဒာလေးထားနိုင်နေဥပိ္ခာလေးထားနိုင်နေမိမတွေကသာသမီတွေပေါ်မှာအင်မတန်ချစ်တာအင်မတန်ကောင်းစေချင်တာအင်မတန်ဘေးရန်ကင်းစေချင်တာနောက်တလုံးတည်းသောမျက်စိကိုစောင်းလျှောက်သလိုမျိုးကိုသာသမီကိုစောင်းလျှောက်ကြတာပဲမိဘရဲ့မြစ်တာကိုမှီနေမြစ်တာဆိုတာမရှိဘူး။ဒါကြောင့်မြတ်စွာဘုရားကဟောပေးတဲ့လို့ရပါတယ်။မေတ္တာတုံမှာမာတာယထာနိယံပုတ္တလို့မြစ်တာကိုအကောင်းဆုံးဥပမာပေးတော့ ူရီသောသားကိုမိခင်ဟာချစ်မြတ်လို့စောင့်ရှောက်တယ်လို့တတဝါတွေကိုချစ်ရမယ်လို့ပြောထားတာမရှိဘူးလားရှိတယ်မိဘတွေဟာသားသမီးတွေပေါ်မှာချစ်တယ်ဒါကြောင့်ပါလေမေတ္တာရှိတယ်သားသမီးတွေပေါ်မှာတနာတာဘောမရှိဘူးလားရှိတာပေါ့ဒါတွေကအခြေချက်ပြောရင်အင်မတန်ကောင်းတယ်နောက်ထပ်ပြောရမယ့်အချက်လက်တွေကအများကြီးရှိလို့သိလားဟောသားသမီးတွေကိုမိဘတွေဟာဘလောက်ချစ်တယ်လဲဆိုတာကိုမိဘဖြစ်ဖူးတဲ့ပုံစံတွေကပို့ပြီးတော့နားလေကြလိမ့်မယ် ဟိုအဇာတတမင်းကသူ့အဖေကိုတတ်တော့အဖေတီးပြီဆိုတဲ့စာနဲ့သားလေးမွေးပြီဆိုတဲ့စာတပိုင်းတစ်ထည့်ရောက်လာတာမို့လားသူ့ဒီကိုရောက်လာတယ်နော်ဒီရောက်လာတဲ့အခါကျတော့အဲ့ဒီမှာအဇာတတရဲ့ခံစားချက်ပေါ့ဟုတ်လားအဖေတီးပြီပြီးတော့ဗာလဲသားလေးမွေးပြီဆိုသားလေးမွေးပြီဆိုတာကိုသိရတော့သားပေါ်မှာချစ်တဲ့မြစ်တာကြောင့်ဒီအင်မတန်ကြည်လင်တဲ့စိတ်က ချမ်းသာတဲ့သဘောကရိုးရင်းချင်းစီထိအောင် ခိုက်တယ်။အဲ့ဒီမှာသူတစ်ချက်နားနေသွားတယ်။အော်ငါဟာငါသားလေးကို ချစ်တယ်လို့ငါအဖေကလည်းငါကိုချစ်မှာပဲဆိုတဲ့တစ်ချက်ပေါ့။အဇာတသဟာအဖေကိုတတ်ခဲ့တဲ့အတွက်ကြောင့်အင်မတန်ဆိုးဝါးတဲ့တမိုင်းရှိတဲ့ပုံကိုပေါ့နော်။သို့တော်လည်းပဲဟိုဇာတမင်းကြီးကဘုဒ္ဓသင်အရာမှာမြတ်စွာဘုရားကိုကြည်ညိုတဲ့နေရာမှာနှစ်ယောက်မရှိဘူးလို့ပြောတယ်။ ဒါကြောင့်ဦးဇင်းတို့နှစ်ပေါင်း6000တပြီးရင်ဝိဇိတာဝေဆိုပြီးတော့ပြည့်စေကဗုဒ္ဓဖြစ်မှာနော်အဇာတတကအဲ့ဒီမှာသူ့ရဲ့အတွေးလေးတစ်ချက်ကတော့တော်တော်ရည်စဲနီးရမကောင်းဘူးလားနော်ငါဟာငါသားလေးကိုချစ်တယ်လို့ငါအဖေဟာလည်းငါကိုချစ်မှာပဲဆိုတဲ့အတွေးတချို့မိဘတွေမှာအဲ့လိုမျိုးတွေးချင်မှတွေးမှာနော်ရွာပါဦးစင်းတခါကြီးတယောက်ကပြောတယ်သူသားက သူ့မြေးကလေးကိုပေါ့လေသူ့သားကသူ့သားလေးကိုချီပြီးတော့လာသူ့ရှင်မှာပဲနန်းရှုံပြီးတော့နေတော့ဖေကြီးကပြောတာပေါ့အဲမင်းကမင်းသားလေးကိုချစ်တာလားကွဲ့လို့မေးတယ်ဟာအဖေလည်းချစ်တာပေါ့ငါမင်းကိုအဲ့လိုချစ်ခဲ့တာကွာလို့ပြောတော့ယုံမာဘူးဗျာလို့ပြောတယ်တဲ့ဟုတ်လားတကယ်ကြီးမိုင်မြာဟုတ်ရလားအေးအဲ့တော့မိဘတွေကသားသမီးတွေကိုအင်ဗတန်ချစ်တယ်မြစ်တာလည်းရှိတယ်ပြီးတော့ကလည်းကရုဏာတစုံတရာဘေးအန္တရာယ်တင့်တယ်ဆိုရင်အလွန်တနာတယ် ုံငယ်ငယ်တုန်းကအပြစ်ကင်းကင်းရှင်ကလေးတွေကြိုက်တယ်ကြဘိုးတွေကြိုက်တယ်တစုံတစ်ခုကြောင့်ငိုတယ်ဆိုရင်မိဘဖြစ်တဲ့လူဟာနေမတိထိုင်မတိတနာတဲ့စိတ်မဖြစ်ဘူးလားဖြစ်တယ်။ဟာသွားနိုင်လာနိုင်နေစာရီဝါရီဖတ်နိုင်တာလေဘုရားရှိခိုးတွေရတယ်ဝမ်းသာတယ်မုရိဒာသဘောဟုတ်လားဝမ်းသာတဲ့သဘောမဖြစ်ဘူးလားအာသူချီတော့ဘောသူရက်နိုင်ပြီကြီးလာတော့စီဝါရီတွေဘာတွေအရှင်းပြလာပြီဆိုရင်ဒါဝမ်းသာတယ်ပေါ့ဆုလိုတာကမေတ္တာကရုဏာမုရိဒာ ဥပိ္ပခာဥပိ္ပခာလည်းဖြစ်တာပဲနော်ကိုနေရနဲ့ကိုအိမ်နဲ့ကိုခွဲသွားကြပြီဆိုတော့အရာရာတိုင်းကိုစီမံလို့မရတော့ဘူးသူကလည်းသူ့ဖက်နဲ့သူရှိသွားပြီဆိုတော့တခါတည်းရန်ကြတော့ဥပိ္ပခာပြုရတာတွေကိုမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မလို့မိဘဆိုတာမြတ်မာပါတဲ့မေတ္တာကရုဏာမုဒိတာဥပိ္ပခာသာသမီတွေရဲ့အပေါ်မှာထားနိုင်တဲ့အတွက်ကြောင့်မိဘဆိုတာဗါတဲ့တော့မြတ်မာပါတဲ့ဟုတ်ရလားဒါကြောင့်မိဘရဲ့ဂုံကျေးဇူး ဒါတွေကိုသိမြင်သားလည်းပြီးတော့ဘေးသဘောင်တော်ကောင်းတို့မိဘဆိုတာကိုယ့်ပေါ်မှာအင်မတန်ချစ်တယ်ဆိုတဲ့တစ်ချက်ကိုပဲဟောနဲ့နဲ့ဆိုင်ဆိုင်ယုံယုံကြည်ကြည်သိမယ်ဆိုရင်ကျေးဇူးတရားကိုပြန်ဆက်ဖို့မိဘကိုမေတ္တာမပြစ်ဖို့ဝင်လေးမယ်မထင်ဘူးဟုတ်ရလားမိဘဆိုတာသားသမီးကိုကိုယ့်အသက်ထက်တောင်ချစ်တယ်တဲ့ရံဖာရံခါပါကိုဦးဇင်းတို့ဘေးသဘောင်တော်ကောင်းတို့ကြားဖို့ပါတယ် သူဝနာတာမကပိလိယခမင်းကမြားနဲ့ပြစ်လို့မြားစိတ်မှောနေတော့သူပြန်ပြီးတော့အသက်ရှင်လာတာဘာကြောင့်လဲမိဘတို့ရဲ့တစ္ဆာစကားဟုတ်လားအဲ့ဒီမှာတစ္ဆာပြုတယ်ဆိုတဲ့နေရာမှာမှန်တာကိုပြောရတာနော်အဲ့ဒါဒုက္ခလနဲ့ပါရိကာကဖျားလောင်းကိုတစ္ဆာပြုပြီးတော့အသက်ရှင်ဖို့ကြိုးစားတဲ့နေရာမှာသူတို့ပြုတဲ့တစ္ဆာကတော်တော်အံ့ဩစရာကောင်းတယ် နော်ဘာပြောထားလဲဆိုတော့ငါသည်တဲ့ငါသာသူဝနာတမကိုငါအသက်ထက်ပို့ပြီးတော့ချစ်ပါတယ်တဲ့နော်ပါဏပိယတရောမမငါအသက်ထက်ပို့ပြီးတော့ချစ်ပါတယ်တဲ့အဲ့ဒါသစ္စာဆိုပါနော်တခါကြီးမိုင်းများဤစကားမှန်တယ်ဆိုလို့ရှိရင်ငါသာသူဝနာတမမြားစိတ်ကင်းပြောက်လို့အသက်ရှင်နေရောက်ပါစေတကယ်မှန်တော့သူဝနာတမမရှင်ဘူးလားရှင်နေ မိဘဆိုတာသာသမီတွေကိုအဲ့လိုချစ်တာဟုတ်ဦးဇင်းတို့သာသမီပေါ်မှာမိဘတွေချစ်တယ်ဆိုတာကိုဘလို့စိတ်မျိုးမဆိုတဲ့ပြင်းပြင်းထန်ထန်ချစ်တယ်ဆိုတဲ့အပိုင်းကိုဦးဇင်းတို့ဟိုအခုသိပ္ပံပညာရှင်တွေကအမျိုးမျိုးစမ်းတာတွေရှိတယ်ဒါလူငယ်တွေကိုဦးဇင်းကဘ ഹു တုတပြောကျင်တာသူတို့ကကြွတ်ကြွတ်တွေနဲ့စမ်းတာသိလားဦးဇင်းတို့တစ်တာလေးနှလုံးရိုက်ထားတယ်အဲ့ဒီတစ်တာနှစ်ခုကို တိတ္တာကအလုံးပေါ့နော်ဒါပေမဲ့အပေါင်းနှစ်ပေါက်ဖောက်ထားပြီးတော့အဲ့ဒီအပေါက်ချင်းကိုလမ်းကလေးဆက်သွဲထားတယ်အဲ့ဒီလမ်းကပုံမှန်ဖြတ်လို့မရအောင်လွယ်လွယ်ဖြတ်လို့မရအောင်လျှက်စစ်တက်လွှတ်ထားတယ်အဲ့အဲ့ဒီကြွက်ကိုအစာဖြတ်ပြီးတော့ဒီဘက်ပုံးထဲမှာအစာထည့်တယ်ဒီဘက်ပုံးထဲမှာကြွက်ကိုထည့်ထားတယ်အစာအတွက်သူဘယ်နှကြိမ်ဖြတ်တယ်လဲဒီဓာတ်လွှတ်ထားတဲ့ဓာတ်လိုက်ခံပြီးတော့အစာစားတဲ့အစိတ်သူဘယ်လောက်ဖြတ်မလဲ ဒီဘက်မှာရေတို့ဘာတို့အကုန်ပေးထားတဲ့အစာအတွက်တင်သူ့ကိုစမ်းသက်တယ်။နောက်သူ့ကိုရေဖြတ်ပြီးတော့စမ်းသက်တယ်ဒီဘက်မှာအစာတွေဘာတွေအကုန်ပေးထားတယ်ဒါပေမဲ့ရေမပေးဘူး။အဲ့ဒါရေအတွက်သူ့ဘယ်နှခေါက်ဖြတ်တယ်လဲ။ဟာဒီဘက်မှာမိခင်ကျွတ်မကိုထားတယ်ဒါပေမဲ့သားသမီးတွေကိုဟိုဘက်ထမထားတယ်သားသမီးနဲ့သူ့ကိုတွေ့ကမပေးဘူးအစာရည်ဒါတော့အပြည့်ပေးထားတယ်အဲ့ဒါသားသမီးအတွက်သူ့ဘယ်နှကြိမ်ဖြတ်တယ်လဲ။အလွန်တိကျတဲ့လူတွေနော်။ အဲ့လိုစမ်းသတ်တဲ့နေရာမှာမိခင်စိတ်ပေါ့သာသမီရဲ့အပေါ်မှာမိခင်ရဲ့စိတ်အဲ့ဒါကအပြင်းထန်ဆုံးဆိုတာတွေ့ရတယ်ရေငတ်တဲ့စိတ်အစာစားတဲ့စိတ်တဲ့တောင်မှပို့ပြီးတော့ပြင်းထန်နေတဲ့သူရခိုင်နှုန်းအများဆုံးပဲဖြတ်တဲ့အချိန်အများဆုံးပဲသာသမီကိုတွေ့ကျင်တဲ့ဇောနဲ့ဒီကျွမဟာဘယ်နှကြိမ်ဖြတ်တုံးဆိုရင်22ကြိမ်ဖြတ်တယ်တဲ့နော်အစာစားတဲ့စိတ်ကြောင့်မို့လို့ အကျိ20ဖြစ်တယ်တဲ့။အဲရင်ငတ်တဲ့စိတ်ကြောင့်အကျိ20ဖြစ်တယ်။အစာစားတဲ့စိတ်ကြောင့်18ကျိဖြစ်တယ်။ဟော။နော်။သာသမီပေါ်မှာဖြစ်တဲ့စိတ်ကရင်ငတ်တဲ့စိတ်အစာစားတဲ့စိတ်တောင်ပြင်းထန်တယ်။ဒါကသူတို့စမ်းရတာလေးနဲ့စမ်းကြည့်ကြတာပေါ့ဟုတ်ရလားအဲ့တော့ဦးဇင်းတို့ကဒီနေရာမှာပြောချင်တာကမိဘတွေဆိုတာသားသမီးတွေရဲ့အပေါ်မှာအင်မတန်ချစ်ကြတယ်မျက်နှာကြတယ်လှုပ်ရတဲ့လောက်အကောင်းဆုံးလှုပ်ပေးခြင်းကြတယ် ဒါကြောင့်ကိုယ့်ဘုံမှာကျေးဇူးတရားတွေအများကြီးမရှိဘူးလားရှိတယ်။ဒီနေ့မှာဥစဉ်တို့ဆက်ပြီးတော့ပြောကြင်တာကကျေးဇူးတရားသဘောတည်းမကဘူး။ကျွေးသဘောမျိုးပါတင်းနေတယ်ဆိုတာကိုနားလည်သိချက်။ကျွေးဆိုတော့နည်းနည်းတော့ရင်သီးသွားတာပေါ့။နော်ကျေးဇူးဆိုတော့နည်းနည်းနူးညံ့တဲ့သဘောရှိတယ်။ဟုတ်ရလား။အေးဒါပေမဲ့ကျွေးဆိုတဲ့အသုံးနှုန်းမြတ်စွာဘုရားကိုတော်တိုင်းတုံးခဲ့တာ။ဥစဉ်တို့ဘိသဘောတရားတော်ကိုကြားဖို့ပါတယ်။ ပါဠိကေရာရဇတ်ဆိုတဲ့ကေရာရကျင်းမင်းဇတ်ကြားမှုတယ်မဟုတ်လားဟိုဘုရားတော်ကကျက်တူရေး